ခေါင်းဆောက်ပြီးတဲ့နောက်မှာမျက်လုံးထဲမှာကြေတာရီမြင်လာရတဲ့အခါကာတွန်းကကြည့်ဘူးတဲ့သူတွေအများစုဒီဖြစ်စဉ်ကိုတွေ့ကြုံဘူးကြမှာပါဇက်ကောင်ကာတွန်းလေးတွေတစ်ခုခုနဲ့ခေါင်းကိုပြင်းထန်စွာစောင့်မိလိုက်တဲ့အခါကောင်းပေါ်မှာကြေတာရလေးတွေတန်းစီပေါ်လာပြီးတော့လဲကျသွားတာမျိုးပေါ့နော်တကယ်လည်းအပြင်မှာဒီလိုဖြစ်စဉ်မျိုးတွေရှိနိုင်ပါတယ်ကာတွန်းကားနဲ့တော့လုံးဝဆင်တူတာမျိုးမဟုတ်ပါဘူး ဒေါခကြီးမှာဖြစ်တဲ့ပုံစံကထူးခုနဲ့စောက်မိရင်မျက်လုံးနဲ့ကြယ်လေးတွေလက်တလို့အဖြူရောင်အမုံလေးတွေလက်လက်ထလာတာမျိုးကိုမြင်နေရတာမျိုးပါဒီလိုဖြစ်ရခြင်းဟာဥကောင်းကိုစောက်မိတဲ့အခါမျက်စိအာယုံကြောကိုပါသွားပြီးတော့ထိခိုက်မိတဲ့အထိ ပြင်းထန်သွားတဲ့အတွက်ကြောင့်ပါလက်ဆန်ထဲမှာရှိတဲ့ဂျေတွေကမျက်လွာကိုဆွဲမိသလိုဖြစ်တဲ့အခါမှာလည်းဒီလိုဖြစ်တတ်ပါတယ်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ခေါင်းဆောင်မိပြီးတော့မျက်လုံးနဲ့ကြက်တာရာတွေဘာကြောင့်မြင်တာလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးတစ်ခုကတော့ဥကောင်းကိုထိခိုက်မိတာပါဥကောင်းကိုမာကျောတဲ့အရာဝတ္ထုတစ်ခုခုနဲ့ပြင်းပြင်းထန်ထန်ထိခိုက်မိတဲ့အခါမှာနီးစရာအုံနောက်အပြင်အာယုံကျောတွေကိုပါကမောက်ကမဖြစ်သွားစေပါတယ် အထူးသဖြင့်တော့ဦးကောင်းရဲ့နောက်ဖက်ချမ်းမှာရှိတဲ့အစိတ်အပိုင်းလေးမှာအာယုံကျော်တွေကအမြင်အာယုံနဲ့ပါချိတ်ဆက်ပေးထားတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့အမြင်အာယုံကိုဝေဝါးစေတဲ့အလင်းမှုန်လေးတွေမျက်လုံးထဲပေါ်လာတာဖြစ်ပါတယ်။ဒီဖြစ်စဉ်ကဦးကောင်းကိုစောင့်မိပြီးတော့ချက်ချင်းဖြစ်ပေါ်လာတတ်ပါတယ်။မိနစ်အနည်းငယ်ကနေပြီးတော့နာရီပိုင်းအထိကြာတတ်ပါတယ်ရှင်။နောက်ထပ်တစ်ခုကတော့မျက်လုံးအတွင်းမှာပြဿနာရှိနေတာပါ။ ်မျက်လွှာ retina ဆိုတာမျက်လုံးရဲ့အနောက်ဘက်မှာရှိတဲ့ပါးလွှာတဲ့ tissue လွှာဖြစ်ပြီးတော့အလင်းလိုင်းတံကိုသိပ်ခံနိုင်ရင်မရှိပါဘူး။မျက်စံနဲ့မျက်လွှာရဲ့ကြားမှာ ခံလိုမျိုးအကြည်အောင်ဖြစ်နေတဲ့ခြေတွေ ရှိပြီးတော့သူ့ရဲ့အထဲမှာကတော့မျက်လုံးအစိပ်အပိုင်းတွေကိုနေရာတကျဖြစ်စေတဲ့တော်တော်ကိုပါးလွှာတဲ့အမြင်လေးတွေ ပါရှိပါတယ်။အရာဝတ္ထုတစ်ခုခုကို ကြည့်ဖို့အာယုံစူးစိုက်တာကြာသွားတဲ့အခါမှာမျက်လုံးထဲမှာရှိတဲ့အမြင်တွေက မျက်လွှာကိုငိုနေရကနေပြီးတော့ချော်ထွက်သွားအောင် တင်းတင်းဆွဲထားသလိုဖြစ်သွားတတ်ပါတယ်။မျက်လွှာကအတူရှိနေရမယ့်နေရာမှာမရှိတဲ့အခါမျက်လုံးတွေကိုအလင်းတန်းဝင်လာတာနဲ့အလင်းမုံလေးတွေစူးသလိုမြင်ရတတ်ပါတယ်။နောက်ထပ်တစ်ခုကတော့ကောင်းတစ်ချမ်းကြိုက်ခဲတာပါ။ကောင်းတစ်ချမ်းကြိုက်ခဲတဲ့သူတွေမှာ အတွေ့အနေတဲ့လက္ခဏာတစ်ခုပါ။ခေါင်းကိုက်နေတဲ့အချိန်ကာလကြာတာနဲ့အမျှ မျက်လုံးနဲ့အမြင်အာရုံဝေဝါးလာသလိုအလင်းမောင်လေးတွေလက်နေသလိုမြင်ကွင်းမျိုးတွေကိုလည်းတွေ့ရတတ်ပါတယ်ရှင်။နောက်ထပ်တစ်ခုကတော့အသက်အရွယ်နဲ့ဆိုင်တာပေါ့နော်အသက်အရွယ်ကြီးရင်လာတာပါ။လူကြီးပိုင်းတွေမှာအသက်အရွယ်ကြီးလာတာနဲ့အုံနောက်အာရုံကျောစနစ်ကအားနည်းလာပြီးတော့အမြင်အာရုံမှုံဝါးလာတတ်ပါတယ်။ဒါအပြင် ဘဝတစ်လျှောက်လုံးဒီမျိုးလုံးတစ်စုံကိုပဲအားပြုပြီးတော့သုံးနေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အသက်ကြီးပိုင်းတွေမှာလည်းရောဂါထွေထွေထူးထူးမရှိဘဲနဲ့တစ်ခါတလေမှအလင်းမှုန်လက်တလိုမျိုးမြင်ကွင်းတွေကိုလည်းမြင်ရနိုင်ပါတယ်ရှင်။ဒါဆိုရင်ဒီလိုအခြေအနေတွေဖြစ်လာတဲ့အခါမှာဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကိုဆက်ပြီးပြပြပေးပါမယ်။ဦးကောင်းဆောင်မိတာနဲ့ပတ်သက်ပြီးတော့ပြင်းထန်လွန်းတဲ့အခြေအနေမှာဆရာဝန်စီကိုတွားပြီးတော့ပြသကြည့်ပါနော်။ဦးကောင်းခွန်တန်းရအပြင်အမြင်အကြာ ရုံးကန်တုတ်ပြန်နိုင်စွာကိုနေဟန်တာစတဲ့အုံနောက်အာယုံကျောနဲ့ချိတ်ဆက်နေတဲ့အာယုံကျောတွေကိုထိခိုက်ခြင်းရှိမရှိစစ်ဆေးပါအကယ်လို့ကျဲလက်တလိုမျိုးအမြင်အာယုံတွေကိုမြင်တွေ့နေရတဲ့ဆိုရင်တော့မျက်စိဆရာဝန်ထဲမှာတွေ့ပြီးပြသဖို့လိုအပ်ပါတယ်ကြံ့နဲ့အမြင်အာယုံချို့ယင်းမှုကြောင့်ဖြစ်တဲ့ပြဿနာဆိုရင်တော့လိုအပ်တယ်လို့အသေးစားခွဲစိတ်ကူတာမှုတွေနဲ့ကွာကြနေတဲ့မျက်လွှာကိုသူ့နေရာအတိုင်းပြန်ရောက်အောင်ရွှေ့ပေးတာမျိုးတွေကိုလုပ်ပေးလို့ရပါတယ်ရှင် ဒါဆိုရင်တတ်တတ်အောင်ကူးသွားနေတဲ့အချိန်မှာဆောင်ရွက်ဆောင်ရွက်နေကိုပြပြပေးပါမယ်။နှလုံးတွေကိုတတ်နိုင်သလောက်အနာပေးပါ။လေးအဆီပစ္စည်းကနေထွက်လာတဲ့အပြာရောင်အလင်းနှန်းတွေက အမင်းအာယုံကိုထိခိုက်စေတဲ့အတွက်ကြောင့်မို့လို့ရှောင်ပေးပါ။ကောင်းစွာအိပ်ဆက်အနာယူပါ။ကြီးကြီးမားမားပြဿနာမရှိထားတဲ့သူဆိုရင်တော့အိပ်ချိန်ပြေဝအောင် အနာယူပေးတာကကူးသမှုမလိုပဲနဲ့အမင်းအာယုံပုံမှန်လိုဖြစ်အောင်လုပ်ယူလို့ရပါတယ်။နောက်ထပ်တစ်ခုကတော့တတ်နိုင်သလောက်စားဖက်တာ။ ်သူခုခုကြည့်တော့မယ်ဆိုလို့ရှိရင်မျက်မှန်တက်ပါဒါမှမဟုတ်ပါဝါမပါတဲ့အလင်းကာမျက်မှန်တစ်ခုခုကိုတက်ထားပေးပါပြီးတော့ဒီနေဆူးလုံးတဲ့အချိန်မှာပေါ့နော်အပြင်သွားတာမျိုးတွေကိုရှောင်ပါမဖြစ်မနေသွားရမယ်ဆိုရင်တော့အနီကာမျက်မှန်အုတ်ထုတ်ထီးဆောင်ပါနော်ပြီးတော့ဒီတစ်ခုခုကိုပေါ့နော်အာယုံအရန်ဆိုင်ပြီးတော့ကြည်တာမျက်လွာမခက်တဲ့အချိန်အကြာကြီးစိုက်ကြည့်တာတွေကိုတတ်နိုင်သလောက်ရှောင်ပေးပါလို့ပြောရင်းနေပဲဗီဒီယိုလေးကိုညီကုန်းချော်လိုက်ပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်